ဲ့တော့ Microsoft နဲ့ဖိတ်စာခောက်ဆူခောက်ချိုးလုပ်နေဆိုတာလေအဲ A4 ကိုသူကနှစ်ပိုင်းလိုချင်တာလားအပေါ်အောက်လိုချင်တာလားပေါ့နော်အဲ့တော့လောလောဆယ်မှာတော့ A4 ကိုအပေါ်အောက်နော်အပေါ်အောက်နှစ်ပိုင်းလိုချင်တယ်ဒါမှမဟုတ်လေအပေါ်တခုတည်းပဲဒါပေမဲ့နှစ်ပိုင်းပိုင်းမယ်ပေါ့တဲ့ A4 တရက်ထဲမှာနှစ်ပိုင်းယူမယ်ပေါ့နော်အမွေးတွေဖိတ်ဖိတ်စာတို့ပါဆိုရင် A4 တရက်ထဲမှာအပေါ်အောက်နှစ်ပိုင်းယူရမယ်အဲ့လိုပုံစံလုပ်ချင်တယ် ။အဲဆိုလုံးလုံးစီရလို့ service size ကိုဒီမှာဗာလေးထားထားလိုက်လို့ရတယ်ဆို orientation ကို service size ကို A5 ဖြစ်လိုက်နော်။အဲမှာဖြစ်တတ်တာကဒီနားလေးမှာ A5 D5 ဖြစ်လိုက်တယ်။ဒါဆို A5 size ဆက်လို့ရမယ်။အလှရလိုက်ယူလိုက်မယ် orientation landscape ယူလိုက်နော်။အဲ့တော့ margin တွေကထုံးစံတိုင်းပဲ narrow ပုံစံအဲ့တော့အဲ့ဒီထဲမှာမှာကိုကဘောင်းလေးရိုက်တော့မယ် တော့ insert ထည့်က desktop ထည့်ကဒီညာဘက်အောက်ဆုံးက draw ဤ desktop သုံးနေတယ်တော့ဒီမှာမို့ရင် insert ထည့်က shape သုံးနေရတယ်နော် shape ထည့်ကဒီ rectangle တစ်ခုဖြူလိုက်မယ်အဲ့တော့အဲ့ဒီ rectangle ဒီဒီအထဲတွေကိုပဲဆွဲချင်တာအဲ့ဒီအတွက်ဒီ plus ပုံစံလေးပြောင်းထားပြီးတော့ပြီးပြီးတော့ဆွဲလိုက်ဒီရင်တော့အဲ့ဒီ rectangle ဘောင်လေးမှာရောင်ဖြုတ်မယ်ဒါကြောင့်မလို့ fade ရ no fade နဲ့သွားအောက်လမ်းရောထပ်ထပ်လိုက် တော့ဒီထဲမှာစာရိုက်တော့မယ်။အဲဆိုရင် insertion point အခုဆိုရင်ကြီးလိုက်။ဘောင်ထဲမှာနေလိုက် insertion point လို့မြင်ရအောင်နော်။အဲတော့ဒီထဲမှာစာရိုက်မယ်ဆိုရင်နောက်ထပ် insert ထဲကဒီမှာ test box ထဲက draw test box နဲ့ယူပြီးတော့ဒီထဲမှာနောက်တစ်ချိန်ကိုရိုက်မယ်စာကိုဒီထောင်းပြတ်ဆွဲပြီးတော့သွားလိုက်။ဒါဆိုရင်နောက်ထပ်ဘောင်တစ်ခုထပ်ရလာလိမ့်မယ်။အဲ့ထဲမှာကြမှာ home tab ထဲကဒီမှာအမှန်မှဆိုရင်တော့စာရိုက်ရမှာပေါ့နော်။ font လေးပြင်လိုက်ရမယ်။ထိတ်စွမ်းတောင်းရုံမှာနေပြီးတော့ဒီတောင်စု font ပြောင်းမယ်ဆိုရင် အပီတောင်စု enter ခေါက်လိုက်။နောက်ခေါင်းစဉ်ဆိုတော့ size ကို20လာထားလိုက်နော်။ဒီရင်မွေးနေ့မင်္ဂလာဖိတ်ကြားသွားပေါ့။ဒါမှမဟုတ် control shift သွားလိုက်။ view တွေက page ဝင်သွားလိုက်နော်။အဲ့ဒါဒီထဲမှာကဖိတ်စာဆိုရင်ဘာလို့ဆိုအင်တက်မင်္ဂလာပေါ့နော်။ဒါဆိုရင်အင်တက်မင်္ဂလာ shift ်ကလာဖြစ်ကြတာ။ဟိုမင်္ဂလာဆောင်ဖိတ်စာဆိုလဲမင်္ဂလာဆောင်အမြဲရောက်စာပြောင်းသွားတယ်ပေါ့နော်။အဲ့တော့အဲ့ဒီမှာဆိုရင်စာလေးရိုက်တဲ့အန်တာကောက်ပြီးအောက်မှာဘယ်သူဘယ်ဘယ်လာပေါ့ဒီလိုပုံစံနော်။ဒါမှမဟုတ်ဘူးအခုဆိုရင်တော့ဟိုကဖိတ်စာပုံစံဆိုရင်ဖိတ်စာကိုအပြင်ရိုက်ထားတဲ့စာလေးဒီမှာ paste လုပ်လိုက်တယ်။ဒီနေ့လာပြီ။ဒီဟုံးလေးက paste ဲ့တော့ဘာဖိတ်စာခောက်ချူးဆိုတော့ဒီကောင်းလေ A5 side ပဲ A4 ရဲ့တဝက်က A5 ဖြစ်တဲ့အတွက်နော်ဒီ side လေးပဲပေါ်လိုက်တယ်။ဒီဆက်လက်မှတ်ပြီးတော့အလေးကိုပို့မယ်။ပြီးရင်အန်တာခ size လေးကိုနည်းနည်းပြင်ဖို့လိုတယ်။အဲ့တော့ကျွန်တော်ဘယ်သူကြီးအိမ်ဘူးအိမ်တက်မယ်ခလား။ကျွန်တော်ကျမလေးအိမ်တက်မယ်ခလား။ဒီကြားရောက်ပါရင် ွားရောက်ပါတယ်နော်။အဲဒီမျိုးဆိုပေးကြဒီသားရင်တော့အဓိကကစာရိုက်တာအဓိကမဟုတ်ဘူးဒီစာရိုက်အောက်မှာလိပ်စာတွေပါထည့်မယ်ပေါ့နော်ဒါဆိုလိပ်စာထည့်မယ်ဆိုရင်ဒီမှာ ချိန်လို့ပါလို့ထည့်ရမယ်เนาะအဲ့တော့အခုဒီဘက်မှာရိုက်ထားတဲ့လိပ်စာလေးရှိတယ်။ဒါဆိုရင်လိပ်စာလေးတစ်ခုကိုထည့်လိုက်မယ်ချိန်လေးရဲ့ရိုက်နေကြနေဆိုလို့เนาะပြီးရင်ဒါဆိုရင်ဒီမှာအစီအစဉ်လို့ပါလို့ဟလားအဲ့ဒါ enter ခောက်ပြီးတော့စထည့်လိုက်တယ်။ထည့်ပြီးသွားရင် view တဲ့က one page တော့လိုက်ဒါ if i ယူထားတာเนาะ if i site ဒီပေါင်လေးတွေကြာအခုလိုသလိုပြင်လို့ရအောင်လို့ပေါင်လေးတွေထည့်ထား အဲ့မှာဒီဘက်လေးမှာဘာလို့လဲဆိုတော့အမကလေးကင်မွန်ဒက်ဆိုလဲကလေးပုံလေးထည့်ခြင်းလေးပေါ့ဒါမျိုးပုံစံလေးကြောင်းမယ်ဒါနေရတူပါလို့ဘလူးထည့်ထားလဲဆိုရင် insertion white ထားပြီးရင်နေရကကြတော့ insert တွေက sample နဲ့ကိုထည့်ထားတယ် insert ကိုနှိမ့်မယ်ဒီမှာ sample ကိုယူပြီးကိုကြိုက်တဲ့ပုံစံလေးတစ်ခုကိုကိုထည့်လိုက်မယ်နော်အဒီမှာဆိုရင်အချိန်တစ်ခုထည့်ပြမယ်ကလေးနှိမ့်မယ်ဒီ sample ရဲ့ဒါမျိုးမှာနှိမ့်ပြီးတော့ဒီမှာအချိန်မျိုးယူမယ် မရှိရင်မိုးဆန်ဖို့ရွံ့မယ်ဝင်းတင်းနေရမှာဦးလိုချင်တဲ့အချိန်မျိုးထပ်ယူပေါ့နော်အဲ့တော့ဒီပေးရဒေါင်းအလူနဲ့ပြောကြတော့ခေါ်ထည့်ရတာအချိန်ခေါ်ထည့်ရတယ် close နဲ့ခေါ်ထည့်လိုက်နော်ဒါအချိန်ခေါ်ထည့်လိုက်ပုံခေါ်ထည့်မယ်ပုံခေါ်ထည့်မယ်ဆိုရင်လည်း insert ထည့်ရမယ် picture နဲ့ this device အဲ့အဲ့ထဲမှာကတော့ခေါ်ထည့်မယ်ပုံလေးပေါ့အိမ်ပုံဆိုတဲ့အိမ်ပုံလေးတစ်ခုခေါ်ထည့်လိုက်ပေါ့နော်အဲ့ဆိုရင် download ထည့်တာဒီမှာဆိုရင်တော့ပုံမရှိဘူး ပစ်ချာတစ်ခုကိုရွှေ့လိုက်မယ်။ desktop ပေါ်မှာပုံတွေတစ်ခုရှာကြည့်လိုက်မယ်။အဲဒီပုံကိုထည့်လိုက်မယ်ဆိုရင် download ထည့်စာဆိုရင်ပုံလေးဒီပုံကိုထည့်လိုက်ဒီတော့အဲ့ပုံလေးကိုနေရာရွှေ့ကျင်တယ်ဒါဆိုဒီပုံမှာနှိပ်ထည့်ရတဲ့ချိန်ကဒီပုံမှာရှိတဲ့ picture format တွေကမစား တော့ပုံလေးကိုနေရာရွှေ့ဖို့အတွက်ဆိုရင် right click နှိပ်ပြီးတော့ဒီထဲမှာကမရှိလို့ဆိုရင်ဒီ album မှာ format picture ဆိုတာလေးရွှေ့ဒါ insertion point နဲ့ code ထားလို့နော် format picture ယူပြီးတော့ရင်ဒီမှာ rap text ကိုစာခောက်စင်းမယ်ဆိုတာဒီနဲ့တော့ပြရမယ်အဲ့ဒီမှာပုံကလေဒီမှာကြည့်ဒီလိုမျိုးလေးရွှေ့နေရအစင်မပြေဘူးဘာလို့လဲဆိုတော့ကျွန်တော် test box ဒီမှာ code ထားတာ အဲ့တော့ပုံခေါ်ထည့်တော့မယ်ဆိုရင်သူရဲ့အပြင်ဘက်ဘယ်လိုလွတ်တယ်နေရအောင်ကလေးနေလိုက်ပြီးတော့မှ insert ထဲက picture chronify ဒီပုံလေးခေါ်ထည့်လိုက်မယ်ဒါမှသာသူကဒီလိုပုံစံပေါ်မှာမစာအိပ်ပုံလေးဒီအကွေးလေးပုံမှာအကွေးလေးပုံမှာဒါဒီထည့်ရလေကုလုံးချင်းလို့ဒီမှာရွှေ့လို့ရမယ်နော်ပြီးရင်ဖိပြီးတော့တောင်းပြန်လေးဆွဲကုလုံးချင်းနေရအောင် တချို့ကတော့လည်းရှိတယ်သူနောက်ခံအနေနဲ့ထားလိုက်တာနော်ဒီစာကိုဒီလိုမျိုးနောက်ခံအပြည့်ဖြည့်လိုက်တာအဲ့တော့ပုံလေးကိုအဲ့လိုအပြည့်ဖြည့်ပြီးတော့ဒီပုံကိုလက်ရှိစာရဲ့အနောက်ကိုပို့ချလိုက်တာအဲ့တော့ဒါလေးကိုလုပ်ပြီးသွားရင်သူ့အနောက်ကိုမှာဆိုပုံလေးကိုကလင်းနေနေပြီးသွားရင်ဒီ picture format ထဲမှာပဲရှိတယ်။သူကဒီမှာ send backward ရေးပြီးတာဒါရောမှာနေပြီး send to back သွားလိုက်။ ါဆိုဒီရရဲ့ပုံလေးအလွန်နောက်ဆုံးရောက်သွားတယ်နော်နောက်ဆုံးရောက်သွားတယ်နောက်တစ်ခုကကြတော့ဒါဒါလေးက shape ကိုထည့်ထားလို့လေဒီ test form မှာလေးကလေးနှိပ်ပြီးတော့ဒီထဲမှာလေးအလူလေးသူက no fade ထားပေးရမှာ test form ဖြစ်တဲ့အတွက်နော်တွေ့လားဒီကသူကဒီအနောက်ကိုရောက်သွားတာအဲ့တော့ဒီအပွားဘောင်လေးရှိရင်ဒါနှစ်ဆင့်ရှိရယ်နော်ဒီစာသားအတွက်ဘောင်တစ်ခုရှိတယ်အဲ့ဒီစာသားရဲ့ဘောင်ကိုသူကမလုပ်ခဲ့ရမယ်ဆိုရင် shape fade မှာ no fade ထားခဲ့ ရှိတ်အောင်လိုက်မှလည်းနူးအောင်လိုက်ကြပြရမယ်ဒါဆိုရင်တော့ဒီမှာပုံလေးမြင်ရပါဘူးအဲ့တော့အဲ့မှာပုံကသူကအရင်ထင်းနေတဲ့အတွက်ပုံပုံကလစ်နှိပ်ပြီးရင်ဒီညာဘက်ကဒါလေးကိုပြလိုက်မယ်ဒီမှာ picture format ဆိုတာရှိတယ် picture format မှာမှာသူကဘာလေးကိုထည့်ယူပြရမယ်ဆိုရင်ဒီနောက်ခံသူ့ရဲ့နောက်ခံကိုနည်းနည်းလေး short ပြလိုက်ရမယ်နော်အဲ့တော့နှစ်ချက်ထိပ်လိုက်လည်းရတယ်ဒါဆိုရင် shape format ဆိုတာလေးထွက် ိချာဆိုရင်လည်းဒီပိချာပုံမှာနှစ်ချက်နေလာဒါစာတာစာတာညလေးခုပေါ်တယ်เนาะဒီနောက်ကပိချာဆိုလည်းပိချာအောင်နေနှိပ်ပြီးသွားရင်ဒဘယ်နှိပ်ပြီးသွားရင်ဒီအပေါ်မှာလေဘာလေးထက်ရှိလဲဆိုရင်စာတာ position ပဲနေရာထားမှာလေရှေ့ဆုံးထားမှာလာเนาะဒါလေးရွှေလို့ရတယ်နောက်ဒီမှာပါကျင်တာ correction ဒါဆိုရင်သူ့ရဲ့အကြောင်းလေးတွေကိုဒီလိုလေးမှာကြောက်ပြီးတော့ပ ပြီးရင်တော့အဲ့ထင်မှာဒီပုံမှာပဲ click နှိပ်ပြီးရင်ဒီပုံပေါ်မှာပဲနှိပ်နော်ပြီးရင် right click ထပ်နှိပ်ပြီးအောက်မှာ format picture ဆိုတာလေးရွှေ့လို့ရတယ်ဒါမှဒီပေးမှာဒါလေးတက်လာမှာနော်အဲ့လိုတက်လာပြီဆိုရင်ဒီ fade ရနေပြီးတော့ဒီမှာ fade မှာဒီမှာဗားလေးရှိတယ်ဆိုတော့ picture ပေါ့ texture fade ဒီမှာပုံလေးဝင်နေပြီဒါအဲ့ပုံရဲ့ transparency ကိုလျှော့ပေးလိုက် ုံနေမယ် picture ကို test ချပြီးမှဒီလား transparency ဒီ show တော့ပို့စမ်းတူတိုင်းနော် test box ကိုနောက်ခံထည့်တာအဲ့တော့ဒီဟာကဒီမှာဒါဆိုစပြောက်သွားပြီဒါဆိုပုံလေးရှိတာနော်အဲ့ပုံကူမှနောက်ထပ်ပုံနှိပ်ထားတဲ့အချိန်မှာအန်တူလေးသွားလိုက်။ရှုပ်မှဆိုရင်ဒီစာလေးကိုကလစ်နှိပ်ပြီးတော့အရင်ဆုံးကတ်လုထားလိုက်။နော်ဒါဆိုရင် ပုံလေးကိုနှိပ်ချရတယ်။ပုံနှိပ်တီးသွားရင်ပုံရဲ့ဒီမှာ picture ကိုရွေးလိုက်။အဲ့ဆိုရင် picture ရဲ့ဒီမှာ color လေးမြင်ရမယ်။ အဲ့ဆိုပိချိုင်းကာလာမှာကာလာတုံးလေးတွေကိုပြင်ပြလိုက်ရတယ်ဒီမှာဒီလားကာလာတုံး saturation တောက်တာလေးတွေကိုဒီမှာပြင်ပြလို့ရတယ်နောက်ခံပုံပေါ့နော်ပြီးရင်တော့ဒါဆိုအဖြူမဲပြသွားတယ်နော် saturation ကိုပြင်လိုက် saturation ပြန်တင်ပါရမယ်နောက်တစ်ခုက picture transparency မှာဒီမှာ transparency ဆိုပေါ်ပါလေးလို့ခြင်းတဲ့အတွက် transparency ကိုဝါးတဲ့ပုံစံလေးထည့်လိုက်မယ်ဆိုဒီပုံစံလေးထည့်ထည့်ပြီးတော့မှဒီထိတ်ဆုံးမှာ paste လေးသွား တော့ပေးစင်သွားတော့ဒီ shape ထဲမှာကသူကနောက်ခံ background ထည့်ထားမို့လို့ဒီ shape ထဲကနောက်ခံ background ကိုတော့မထည့်နဲ့တော့ဖြုတ်လိုက်တော့နော်အဲ့တော့ picture format ထဲမှာ shape format ထဲက shape fee မှာ new fee ထားလိုက်ဒါမှသာစာလေးနဲ့ပုံလေးနဲ့မြင်ရမယ်နော်အဲ့တော့ဒီဘောင်လေးအော်ဒီနောက်ကဘောင်လေးကမလူတော့ဘူးဆိုရင်မလူတော့တဲ့ဘောင်ကိုဖြစ်လိုက်လို့ရတယ်။အကူကခေါ်ထည့်အောင်မယ်ဆိုရင်တော့ယူထားလိုက်ရတယ်။ အဲ့တော့ဒီဘောင်လေးကိုကလစ်နေမယ်နောက်ကစာလေးကိုကလစ်နေပို့လို့ရတယ်ဆိုတော့နှစ်ပိုင်းရှိတယ်အဲ့ဒါလေးကစာဒါလေးကပို့နော်နှစ်ပိုင်းအဲ့တော့ဒီစာကိုဒီလိုမျိုးလေးခုဖြစ်အောင်ဒါကလစ်ပြီးနောက်ကပုံကို shift click ပြီးဒီနောက်ဆုံးကဒီမှာဘောင်ခက်တာနောက်တစ်ခုရှိတယ် shift click အဲ့ဒီသုံးခုကို group ဖွဲ့ပေးရမယ်ဒီကတည်းက group လေးကိုနှိပ်လိုက် ပြီးရင်တော့ copy လုပ်ကြရမယ် copy ဒါဆိုရင် a4 size ဒီမှာစာရီပါလေးကတော့အပြီးချိန်ရရမယ် room ဖွဲ့ခင်နေရာအပြီးချိန်ခဲ့ရမယ်။ဒါဆိုရင်ဒီမှာ and group လုပ်နေရတယ်ပြန်ဖြုတ်ချင်နော်။ပြီးရင်စာလေးကိုဒီမှာနေရာလေးနဲ့နည်းရွှေစာကုန်ပေါင်းဒီလိုလေးလုပ်ပြီးဦးမယ်။မနေ့ဆွဲအချိန်ကုန်ပေါင်းလုပ်ပြီးရမယ်နော်။အကုန်ပါပြီးဆိုမှမမြင်ရရင်ဒီမှာဆိုရင်လေ၊ကွဲသွားတယ်မလား။ကွဲသွားတယ်ဆိုရင်သူ့ကိုဘာပြန်လုပ်ရမလဲဆို site တွေပါပြီးပြန်ပြင်ပြီးလိုက်နော် site ပြန်ပြီး။အဲ့တော့အခုဒါဆိုရင်ပေါင်းလေးရှိတယ်။ပြီးရင်နောက်ခံ အရောင် shift click ပြီးနောက်ထပ်ဒီဘက်ကအရောင်လေးမှာ shift click ပြီးရင် group ဖွဲ့မယ် picture format တွေအားဒီ group group ဖွဲ့ပြီးသွားတော့မှာ home နဲ့က copy နဲ့သွားပြီးရင်စာရွက်ကိုအသစ်ယူလိုက်ဒီခါယူမဲ့စာရွက်ဒီ၄ရောက်ထဲကိုသွားကြည့်လိုက်ဘာပုံစံဖြစ်ရမလဲဆိုရင် A4 size ဖြစ်ရမယ်ပြီးသွားရင်အဲဒီ portrait ပဲဖြစ်ရမယ်နော် ပြီးရင် तू อ่ะနှစ်ချိုးပုံစံလိုချင်တာနှစ်ပိုင်းလိုချင်တာဟုတ်နှစ်ပိုင်းလိုချင်တဲ့အတွက် you day က one page နဲ့သွားလိုက်နော် one page နဲ့သွားပြီးရင်ဒီမှာ insertion point ရှိနေတဲ့အချိန်မှာ home name ကဒီမှာ page ရှိတယ်အဲ့ထက်อ่ะ picture အနေနဲ့ပေးလိုက်နော်ဒါဆိုရင် keep source format ရှိမယ် picture ရှိမယ်ကိုက picture အနေနဲ့ထားပဲဒါဆိုဒီပုံရလာဒီ file ချူနောက်ထပ် copy ဘူးမယ် page နဲ့သွား ောက်ထပ်ဒီမှာနေရာရွှေ့အော်ဒီမှာနေရာရွှေ့လို့မရဘူးဒီအကွေးလေးကိုနှိပ်ပြရမယ်ဒီ infant of death လို့ပြီးပါတယ်သူဒီမှာကိုလိုချင်းတဲ့လူမျိုးရွှေ့လိုက်ရပြီအဲဆိုရင်တော့ထောင်လေးကိုဒီလိုလေးပြန်ပြင်ပေးလို့ရမယ်ကိုလိုချင်းတဲ့ထောင်ကိုရွှေ့လိုက်နော်အဲ့ဆိုဒီအရွယ်စားထောင်းဒီဒီမှာထောင်းရလေးဒီဒီ site လောက်ယူမယ်ဆိုဒီ site လောက်ထားလိုက်အဲ့တော့အဲ့မှာလေ तू ကဘောင်းနေမလို့ချင်းဟိုဘက်ကပုံမှန်နေရတယ်မှာနော် ဘယ်ပုံမှာလဲဒီဖောင်လေးတွေကိုဖြောက်ခဲ့ရမယ်ရှိတ်အောက်လိုက်မှာနူးအောက်လိုက်လေးထားခဲ့ရမယ်နောက်ထပ်ဒီဘက်ဖောင်လေးကိုလည်းထန်နေသူ့ကိုလည်းအဲပစ်ချာမဟုတ်ဖိနေသူကကြတော့ရှိတ်အောက်လိုက်လေးမှာနူးအောက်လိုက်ထားခဲ့ရမယ်အဲဒီလိုမျိုးလေးထားခဲ့ရမယ်နော်အဲ့လိုမျိုးလေးထားခဲ့ပြီးတော့မှ group ဖွဲ့ပြီးတော့မှဟိုဘက်ကိုပို့ထည့်ရမယ်။အဲ့တော့ဒီမှာဒီဘက်ထည့်ကိုရောက်ပြီးဆိုတော့မှဒီပုံရဲ့ size လေးတွေကို picture format ထည့်ရတယ်။ကိုကြိုက်သလားသွားပေါ့ ။ဒါဆိုရင်64 site ကိုလိုချင်နေဆိုရင်အပေါ်ကအပေါ်က4အောက်ဘက်က width ကကြတော့အပေါ်က4ဆိုရင်နှစ်ချက်နှိပ်လိုက်။ဒီ4လို့ရိုက်ထည့်ညီမတို့ဖြစ်နေရဲ့ control shift 4အဲ့တော့အမြင်က4ယူမယ် width ကကြတော့6ယူမယ်အဲ့ဒါခါပဲအခုလိုချင်တဲ့အဲဒါဆိုရင်64ကိုဒီမှာ လိုချင်တဲ့အတိုင်းမရအောင် 6C ကြီးဖြစ်နေဆိုရင် size မြောက်နေပြီးတော့ log aspect ratio နဲ့ဒီနှစ်ခုအမှန်ကြီးဖြစ်ဒီနဲ့ထွက်လာနော်ဒါဆိုရင်အပေါ်က height တန်ဖိုးက4 U နဲ့46ဒီလိုပုံစံရမယ်ဒါ46 size 46 size မဟုတ်ဘဲနဲ့57လိုချင်နေဆိုရင်လည်းဒီတိုင်းပဲပေါ့အဲအပေါ်က bounce မှာ5အောက်က bounce မှာ7အဲဒါကဒါဆိုရင်57အဲ့တော့ဒီကောင်57ဆိုရင်လည်းဒီကောင်လည်းနောက်ထပ်ထပ်ပြီးအလိုပြင်ရမယ်57ဒါမှမဟုတ်လေ ဒါကိုဖြစ်ဒီ file 7ယူထားပြီးသားကို copy group ပြီးတော့ paste လေးသွားလိုက်เนาะဒါဆိုရင်တည့်ရွက်နှစ်ချိုးပုံစံ